အတျောက်ခန်းထဲမှာပတ်ဝန်းကျင်တစ်ခုလုံးကိုရပ်တန့်ထားပြီးတော့မော်ဂျင်းစင်ကိုလေ့ကျင့်နေပါတယ်။နောက်တော့ခနာနားလိုက်ပြီးပေမန်းနာကြောက်နားမယ်လို့ပေမဲ့ချစ်တဲ့သူတွေကိုကာကွယ်ဖို့အတွက်သူဆက်ပြီးတော့စူးစမ်းမှဖြစ်မယ်လို့တွေးနေပါတယ်။အချိန်မှာစလီဗီကအနားကိုရောက်လာခဲ့တာကြောင့်အတျောက်ဖန်ထမ်းလိုက်တဲ့အချိန်မှာစလီဗီကရေမချိုးပေးရသေးတာကြောင့်နန်ဆော်ပုတ်နေရာကိုတီးလိုက်ရပါတယ်။ဒါကြောင့်ရေချိုးခန်းထဲမှာစလီဗီကိုရေချိုးတန်းစင်ပေးနေပြီးစလီဗီကတော့ယုံကန်နေခဲ့တာပါ။စလီဗီကိုရေချိုးပေးနေတဲ့အတျောက်လီလီယာရဲ့မော်ပညာအကြောင်းကိုစိတ်ရောက်နေခဲ့ပါတယ်။ လီလီယာမိဘရဲ့ဖိအားပေးတော့ခန္ဒီယာလူသူကထင်နေပြီးတော့ဟုံးမော်ကိုတီးကျင်နေခဲ့ကနောက်ဆုံးတော့ slavery ကိုရေချိုးပေးလို့ပြီးသွားခဲ့ပါတယ်။အဲဒီချိန်ရုတ်တရက်လီလီယာနဲ့အာတီအမေအဲလစ်တို့အဖွဲ့ကရောက်လာပြီးတော့အာတ်ကိုလေလံပွဲခေါ်သွားမှာဖြစ်တာကြောင့်လမ်းမတစ်ခါတည်းပြင်ဆင်ပေးမယ်လို့ပြောလိုက်ပါတယ်။အဲလိုနဲ့အာတီအောက်စ်ဘာကိုရောက်လာခဲ့ပြီးတော့စပိန်ညဆီယာမကိုဘလာကကေးဆွိုင်းမိမယ်လို့ပြောကလုပ်ငန်းစားကြပါတယ်။အဲလိုနဲ့အာတီအောက်ပြန်ထွက်လာလို့လီလီယာတို့ကချောသွားပြီးမိုက်လိုက်တာလို့ဝိုင်းပြီးတော့ပြောကြပါမိမယ်။ကျွန်တော်အမြင်မှာတော့တူတူပါပဲ။ဘာမှဒူးမသွားပါဘူး။ အလစ်ကအက်ကိုခေါ်သွားပြီမဲ့လေလံပွဲကမေမျိုးမင်းရယ်လေးလာကြမှာဖြစ်တာကြောင့်ဒီတိုင်းမခေါ်သွားပဲအလှပြင်ပေးလိုက်ရတာလို့ပြောပါတယ်။အိုင်နော်တို့သူတို့က Cyrus မျိုးတဲကိုရှောက်လဲကြမယ်လို့ပြောနေပြီးအတက်ညီမလေး Elinor ကတော်တော်ကြီးမိမိကိုလက်တွဲပေးလို့လာပြီးတော့ပြောပါတယ်။အဲဒါကြောင့်အက်ကလက်တွဲပေးနေချိန်မှာ Lilia ကအက်ကိုအားကျလိုက်တာနော်။နေမရှိတော့က तू ကငါးစီပဲကတ်နေတာလို့ပြောကစနေပါတယ်။ဒါကြောင့်အက်ကငါနဲ့လက်တွဲရမှာက तू အတွက်အထူးဆန်းဖြစ်နေလို့နေမှာပါလို့ပြန်ပြောလိုက်ပြီး Elinor လေးကလည်းဟုတ်တယ်တော်တော်ကြီးလို့ဝင်ပြီးတော့ထောက်ခံလိုက်ပါတယ်။အားတဲ့ဝေစားတွေကလီလီယာရွေးပေးထားဖြစ်ပြီးတော့သူတို့မိသားစုလည်း မျိုးတဲကိုလျှောက်သွားကပြောနေခဲ့ကြပါလိမ့်။တနေအောင်ရောက်တော့ရုတ်ထုရဲ့လက်မှာဂွင်းဆွအောင်ပြရတဲ့ကစားနီကိုစားနေကြပြီးတော့အဲချိန်ဖဲကောင်းချင်းចောင်းသားတွေကလည်းအာတရဲ့ကောင်းကိုမသိချောင်ဆောင်နေပြီးတော့ပြစ်လိုက်ပါလိမ့်။ဒါကြောင့်အက်ကအိုက်ကောင်တွေကဘသူတွေလဲလို့လီလီယာကိုမေးလိုက်ပြီးလီလီယာကစိုက်ရက်ចောင်းကចောင်းသားတွေလေသူတို့ကိုသူတို့လဲဘာကောင်တွေမှတ်နေကြမယ်မသိပါဘူးလို့ပြောလိုက်ပါလိမ့်။တနေအောင်ရောက်တော့အက်တယောက်စွမ်းအားတွေရဲ့အငွေးသက်ကိုခန်းစားမိလိုက်ပါလိမ့်။အိုင်ငွေသက်တွေကတော့ဆိုင်ထဲမှာပြရောင်းနေတာရဲဆွိုင်းရင်လုံးတွေကနေရနေတာဖြစ်ပြီး Alex ကတာရဲဆွိုင်းရင်ကနေရတဲ့မန်နာခိုးတွေဖြစ်ပြီးတော့ ကင်ဆောင်တဲ့သူရဲ့အစွမ်းကိုတွန်းမြင့်ပေးတယ်လို့ပြောလိုက်ပါတယ်။အက်ကတော့စွမ်းရည်တွေကိုဝယ်လို့ရတဲ့စွာကိုကြောင်ပြီးတော့အန်အွန်နေပြီးတားရဲ့အသိစိတ်ပါတဲ့စွမ်းရည်လုံးဆိုရင်ရွှေပြားတရာလောက်တန်တယ်လို့လီလီယာမေတာဘတာကပြောပြပါတယ်။အားကြောင့် LS ကသူရဲ့ဇာတိမျိုးမှာဆိုရင်ရွှေပြားတရာစွာကနှစ်ပေါင်း250လောက်အေးစေးနေလို့ရတယ်လို့ပြောတာကြောင့်အက်တယောက်အန်အွန်နေပါတယ်။ဒါမဲ့ဒါကလီလံပွဲမှာစွိုင်းရင်လုံးနဲ့ခဏလောက်ပေးကင်မယ်ပြောပြီးမယ်အက်ကသူ့မှာရှိတဲ့တားရဲစွိုင်းရင်နဲ့တင်းတိမ်နေပါပြီလို့တွေးနေခဲ့ပါတယ်အဲ့ချင်းလီလီယာကသူမရဲ့အမေကိုစွိုင်းရင်လုံးဝယ်ပေးဖို့ပြောပြီးမယ် အမေဖြစ်သူကသားရဲ့စွမ်းအင်လုံးရှိတာနဲ့ဒီမော်စွမ်းအင်ကိုရမလာနိုင်တာအကြောင်းမရဘူးလို့ညင်းလိုက်ပါတယ်လီလီယာကအမေဖြစ်သူကိုအတင်းတောင်းမှန်နေမဲ့အမေဖြစ်သူကဝယ်မပေးခဲ့ပဲအန်ကတော့လိုချင်တာမရသွားတဲ့လီလီယာကိုတနာနေပြီးတော့စွမ်းအင်လုံးမွေပေးတဲ့အမေဖြစ်သူကိုကျင်းနဲ့သူမကိုဖိအားပေးနေတာအမေမဟုတ်ဘူးပဲလို့သိလိုက်ရပါတယ်အဲအချိန်လီလီယာကကစားပွဲကနေထသွားပြီးတော့တန်နီယာကိုထွက်သွားတော့အန်ကမြင်လိုက်တာကြောင့်လိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်လီလီယာဆိုင်ထဲမှာသားရဲ့စွမ်းအင်လုံးကိုဝယ်ဖို့လုပ်နေခဲ့တာပါအဲကစွမ်းအင်လုံးကိုရသွားလေမော်စွမ်းအင်သုံးလို့ရလာမှာမဟုတ်ဘူးလို့ပြောနေပြီးမဝယ်ဖို့တားပြီမယ်လီလီယာကတော့ ။သူမရဲ့ဖေပြောတယ်မော်စွိုင်းကိုသုံးနိုင်ပြောရမယ်ဆိုတော့မရမကဝဲဖို့လုပ်နေခဲ့တာပါ။ဒါကြောင့်အက်လည်းသူမကိုဖိအားပေးနေတာအဖေဖြစ်တဲ့ဆိုတော့သိလိုက်ရပြီးတော့လီလီယာအာဒီယာလက်ကနေရုံးရင်းနဲ့ဖေကောင်းချင်းចောင်းသားရင်နဲ့တိုက်မိသွားပါလေ။ဒါကြောင့်ဖေကောင်းချင်းလေးတွေကဘယ်တော့မှဘာဆင်းရှိလို့ငါတို့လာတိုက်ရတာလဲဘာညာနဲ့ပြဿနာရှာပါတော့တယ်။အပြင်ကစူညာပူညာအတန်တွေကြောင့်ဆန်ရှင်းအထွက်လာပြီးတော့တားဖို့လုပ်ပေမဲ့မင်းမျိုးမင်းတွေကောင်းနေဖြစ်နေအောင်ဘာမှမလုပ်ရဲပဲပြန်ဝင်သွားခဲ့ပါလေ။အဲ့နောက်တော့ဆောက်ကလေးတွေအက်ကိုတိုက်ခိုက်ဖို့မီးမောင်ဆပြီးတော့ထုတ်လိုက်တာကြောင့်အက်ကလည်းမတိုက်ခိုက်ချင်မဲနဲ့မော်စွမ်းကိုထုတ်လိုက်ရပါတယ် ါပဲဖြစ်ချင်တော့တာဘတာနဲ့ LS တို့ရောက်လာပြီးတော့အတိုတွေကိုတားထားလိုက်ပါလေ။ဆိုင်းရှင်ကြီးကလည်းသူတို့နဲ့စကားများနေရတာကဇိုင်းရက်ចောင်းသားတွေဖြစ်တာကြောင့်သွားမရှုပ်ဖို့ပြောနေပြီးတော့တာဘတာကတော့သူတို့ Hestia မိသားစုကဇိုင်းရက်ចောင်းကိုအလူငွေတွေအများကြီးထောက်ပံ့ပေးထားတာကြောင့်သူတို့ကိုလည်းလာမရှုပ်ဖို့ပြန်ပြီးတော့ပြောလိုက်ပါလေ။သူနဲ့ဖယ်ကောင်းချင်းចောင်းသားတွေလည်းနောက်ပြန်ဆုတ်သွားခဲ့ကြပြီးတော့ဒီသတင်းက Vincent စီကိုရောက်သွားတဲ့ခါမှာသမီးဖြစ်သူကိုစိတ်ပူနေပါတော့တယ်။လီလီယာအဖေဖြစ်သူကိုတောင်းပန်နေပြီးတော့ဗင်းစင်ကဘာမှဖြစ်ဘူးလို့ပြောကအက်ကိုလည်းចောင်းကိစ္စအတွက်စိတ်မပူဖို့ပြောပြီးတော့ခုနကောင်းလေးနဲ့ရန်ဖြစ်ခဲ့တာက ဘင်းအเจ้าဝင်ဝင်ကိစ္စကိုမထိခိုက်စေပါဘူးလို့ပြောလိုက်ပါတယ်။အဲဒါကိုနားထောင်နေလီလီယာကသူမစားအက်ကိုเจ้าကိုသွားစေခြင်းညာလားလို့မေးပြီးတော့မော်မသုံးနိုင်တဲ့သူမညာမှာအက်ကိုအစားထိုးလိုက်တော့မလို့လားလို့ဗင်းစင်းကိုမေးလိုက်ပြီးအဖေကိုရောအမေကိုရောအက်ကိုရောအကုန်လုံးမုန်းတယ်လို့ပြောကထွက်သွားခဲ့ပါတော့တယ်။အခန်းထဲမှာဝင်တဲ့လီလီယာကိုအက်ကတကားသွားခောက်ပြီးချော့ဖို့လုပ်ပေမဲ့တကားပိတ်ထားကြအောင်အင်တော်ဒင်းကိုကူညီတောင်းနေရပါတယ်။လီလီယာငငယ်ကလေးကအဖေပြစ်သူရဲ့ဆိုင်ရက်เจ้าကိုတတ်မှရမယ်ဆိုတဲ့စကားကိုစိတ်ထဲဆွဲနေခဲ့တာပါ။မော်ဆာဖြစ်လာမှပျော်ရမယ်လို့မိဘတွေရဲ့စကားကိုထင်မှားနေပြီးတော့ ချမ်းသာတဲ့မိဘတွေကလီလီယာတက်ချင်တဲ့စားရက်ကြောင်းကိုတက်ရဖို့အလူငွေတွေစက်တိုက်ထဲလာခဲ့ရကနေကြောင်းတရားမှဖြစ်မယ်လို့စိတ်တစားကဖြစ်လာနေပါတယ်။အက်ကရောက်လာပြီးတော့လီလီယာကိုဦးလျော်တော်စိတ်ပူနေရာကြောင်းထွက်လာဖို့အတွက်ပြောလိုက်ပါတယ်။လီလီယာလည်းအက်ကိုမနာလို့ဖြစ်မိသွားတာကြောင့်တောင်းပန်လိုက်ပြီးတော့ရုတ်တရက်ပေါ်လာပြီးတိမ်လုံးရဲ့ဂယူဆိုင်မှုတွေယူသွားတဲ့အတွက်စိတ်တုံမိသွားတာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။သူမမော်စွမ်းမတုံးနိုင်တာကြောင့်မိဘတွေကစိတ်ပြတ်နေမှာပဲလို့ပြောနေပြီးအက်ကတော့မိဘတိုင်းလူလူကသူတို့ရဲ့သားသမီးတွေကိုချစ်ကြတာကြောင့်အဲ့လိုမျိုးမတွေးဖို့ပြောပြလိုက်ပါတယ်။ သူပြောက်သွားတော့ကသူ့ရဲ့မိဘတွေကသူ့ကိုတိမ်မတက်စိတ်ပူနေခဲ့ကြပြီးအခုဝင်းစင်ကသူ့ပေါ်မျောလင်းချက်တွေထားနေတာကလည်း "तू အခုမှရောက်လာလူသေးလေးမို့လို့ပါလို့ပြောတာကြောင့်ငိုကြီးချက်မှလီလီယာလည်းခုမှထပြီးတော့ရည်နေပါတော့တယ်။အဲနောက်တော့အက်ကလီလီယာကိုမော်သုံးတက်ချင်လားလို့ဒီပေါက်နဲ့မေးလိုက်ပြီးတော့လီလီယာမိဘတွေကိုသူမကအိမ်ကနေထွက်ပြီးမင်းစားတိုင်းမိမှာမော်သွားတဲ့နေအကြောင်းကိုပြောပြလိုက်ပါတယ်။ဒါကြောင့်ဝင်းစင်ကသူ့သမီးကိုစိတ်ပူသွားပြီးတော့မော်မသုံးတက်ရဲ့နေပါစေအန်ရည်များတဲ့လောကကြီးတဲ့သူ့သမီးလေးကိုလွှတ်မပေးနိုင်ဘူးလို့ပြောကသူ့သမီးကိုသူချစ်တယ်လို့ပြောနေပါတယ်။ အကစားစောင်းထုတ်ပေးလိုက်ပြီးတော့စားထဲမှာတော့ပပမမသမီးကိုမော်မသုံးနိုင်လို့စိတ်ပြတ်နေကြတယ်မလားမော်သုံးနိုင်နဲ့တနေ့ကျမှပြန်လာခဲ့မယ်လို့နှုတ်ဆက်သွားခဲ့တာပါဒါအောင်ဖက်လိုက်တဲ့ဗင်းစင်ကဒူးထောက်ချလိုက်ပြီးတော့ငါအယူပဲငါသမီးကိုမော်တက်မှပြစ်မယ်ဆိုတဲ့အတွေးကိုရိုက်သွင်းခဲ့မိတယ်မော်သုံးတက်တဲ့မသုံးတက်တဲ့ငါသမီးကိုငါချစ်တယ်လို့ပြောလိုက်တာကြောင့်အကလီလီယာကိုခေါ်ထုတ်လိုက်ပါတော့တယ်တကယ်တော့အကလီလီယာကိုတတ်သိပြဖို့တဲ့ကြံစီထားတာဖြစ်ပြီးနောက်ဆုံးတော့မိဘနဲ့သားသမီးတွေပြန်တင်းမြတ်သွားခဲ့ကြကအကလီလီယာမော်ကိုနိုးထောင်းလှုပ်ပေးမယ်လို့ဂရီပေးလိုက်ပါတော့တယ် ဒိုနဲ့အက်ကလီလီယာနဲ့အယ်လီနောတို့ကိုကြောပေးထိုင်ခိုင်းကအသက်ကိုပုံမှန်ရှုခိုင်းလိုက်ပါတယ်။အမောင်ထဲမှာအလင်းကိုတွေးတဲ့အထိလောက်ရမယ်လို့အက်ကပြောနေပြီးတော့အယ်လီနောကအလင်းအောင်ကိုမြင်မြင်နဲ့အသက်ရှူရက်လိုက်တာကြောင့်ပျောက်သွားခဲ့ပါတယ်။လီလီယာကတော့ကိုဒီအလင်းအောင်မမြင်ရသေးပဲအဲနောက်တော့အမုံဝါအဆက်ပြောက်လေးတွေကနေလှပပြီးတော့ဝဲပြန်နေတဲ့အလင်းပန်းလေးတွေကိုတွေးလိုက်ရပါတော့တယ်။ဒါကြောင့်ဗင်းဆင်ကဝမ်းသာလုံးစိုးသွားပြီးတော့အိမ်တော်ကြီးတစ်ခုလုံးဧည့်စီအိမ်စီပေါဝင်ပွဲတော်ကြီးတစ်ခုကိုကျင်းပလိုက်ပါတော့တယ်။ လီလီယာသူမဘလို့မော်သုံးလာနိုင်ပါလဲလို့တွေးကပြောနေခဲ့ပြီးဒီပိုင်းလေးကဒီနားမှာအဆုံးသတ်သွားခဲ့ပါတယ်ခင်ဗျာကျွန်တော်အန့်ခင်မှုပါ